လုချီယာလုံးပြီးမှအရင်ကရသည်လို့ဖြစ်မှာတောင်းနေတဲ့အမော်ရင်မန်ချက်စတာနဲ့တရားနီးပါးရူပါမော်ရင်ကသူရဲ့တင်းကအင်ကွင်းအိုထော့ဖို့မှာအေဗရန်တင်းကိုတကူကုန်းရှိနေအရင်နေခဲ့ပြီးတဲ့နောက်ပြင်းထန်တဲ့ဆိုးရင်ပူပယ်မှုတွေကိုထုတ်ဖော်ဝန်ခံသွားခဲ့ပါတယ်အမော်ရင်ကပြီးခဲ့တဲ့ရသည်ကတော့ရလက်ဆိုးတွေပြန်ဖြစ်လာမှာကိုတောက်ရုံနေတယ်လို့ဖွင့်ရပြောဆိုခဲ့ပါတယ်အမော်ရင်ကမယူတင်းကတော့အင်ကွင်းမှာရုပ်ဆိုးကြီးတန်တဲ့ရှုံးဝဲဝဲကိုပိုင်းဆိုင်သွားခဲ့ပါတယ်အဲ့ဒီပွဲမတိုင်ခင်မှာမယူတင်းကငါးပွဲဆက်ရှုံးဝဲမရှိအောင်ဆွမ်းဆောင်ထားနိုင်ခဲ့ပြီးပုံစံကောင်းနေရထားတာဖြစ်ပါတယ် တကယ်လို့များဒီပွဲကိုနိုင်ရခဲ့မယ်ဆိုရင်တော့အဆင့်၅အထိတက်ရောက်နိုင်မယ်ခွန်ကြီးကောင်းကိုလည်းလက်လွတ်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ဒီပွဲမှာအဘလက်တီးရဲ့ကုလေးကစားမဂေဂီက73မိနစ်မှာအတင်းပေါ်နောက်ခံလူမိုက်ကယ်ဂင်းကိုကိုတိလက်ရောက်ကျွလွန်ခဲ့တာကြောင့်အနီးကပြသခံခဲ့ရပါတယ်။အဲ့ဒီကလေးကမန်ယူနိုက်တက်တင်ရတယောက်တာနဲ့ကစားခဲ့ရပေမဲ့29မိနစ်မှာတော့ဒူဘီဟောကအပရန်တင်းတို့အနိုင်ကိုတကိုးကိုတွင်းယူပေးခဲ့တာဖြစ်ပါတယ်။ယူနိုက်တက်တင်းကလူဝင်အားအသာစီးရခဲ့ပေမဲ့အဲ့ဒီအသာချောက်ကိုအသုံးချနိုင်ခဲ့တဲ့အတွက်ရှုံးပွဲနဲ့ထိုက်တန်ချောင်းကိုလည်းအာမော်ရင်ကသုံးသပ်ခဲ့ပါတယ်။နီပြာမော်ရင်ကတင်းရဲ့ဆွမ်းဆောင်ရင်ကိုအခုလိုဝေဖန်ခဲ့ပါတယ်။ ကျွန်တော်တို့ပွဲမဖြစ်ခဲ့ပါဘူး။လီဗျာဝဲရဲ့ကောင်းဆုံးနေရာရဲ့အတွက်တိုက်ခိုက်ဖို့အနည်းဆုံးအမှတ်မှာတော့ရှိမနေခဲ့ပါဘူး။ဒီရက်သက်တော့ငါးဘက်မှာဒူရန်ကကျွန်တော်ကိုစင်ခဲစင်ခဲပြောင်းလဲတိုးတက်လာမှုကိုချီးကျူးကြပါတယ်။ကျွန်တော်ပြောနေကြစကားကိုပဲထပ်ပြောပါမယ်။ဒီကလပ်အသင်းရှိတဲ့နယ်လို့ယူဆရတဲ့ခိုက်ကြက်နီးမှာတော့ကျွန်တော်တို့ရှိမနေပါဘူး။ပြီးရရစီကားတို့ခန်းစားချက်မျိုးပြန်လာမှာကိုကျွန်တော်ကြောက်နေပါတယ်။ဒါကကျွန်တော်ရဲ့ကြီးမားသောဆိုးရင်ပူပန်မှုပါပဲလို့ပြောဆိုခဲ့ပါတယ်။ဒီချက်မကမန်ယူနိုက်တက်တင်ဟာအော်တိုဖုန်းမှာပြင်းပြကြီးဒီမနက်ဆောင်အေဗာဒန်တင်းကိုဒုတိယချိန်မြောက်အရင်းနှီးခဲ့တာဖြစ်တယ်လို့မှတ်တမ်းတွေကဖော်ပြနေပါတယ်။ အနိုင်ရတဲ့အဘရန်တင်ကတော့ဆင်းဆက်တဲ့နေရာကိုရောက်လာခဲ့ပြီးသူတို့ရဲ့မြို့ကန်ပြိုင်ဘက်မှာဆေးဆိုင်တာပြီးလီဗာပူးတင်းထက်မှာရပ်တည်နိုင်ခဲ့တာက2015ခုနှစ်နောက်ပိုင်းပထမဆုံးဖြစ်ခဲ့ပါတယ်